ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်မကြေပွဲမှာရူရူဥမာကိန်းကိုအလဲထုတ်ပြီးသူ့ရဲ့ချန်ပီယံတရဖူကိုပြန်လည်သိမ်းပိုက်ပြမယ်လို့ဆိုလာတဲ့မာလီကင်ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ 1 Championship ကလာမယ့် November 16ရက်နေ့မှာဆိုရင်ဂျပန်နိုင်ငံမှာ1173ပြိုင်ပွဲကိုခန်းခန်းနန်းနန်းနဲ့ကျင်းပသွားမှာဖြစ်ပါတယ်။တွဲဆိုင်မှာ16တွဲတိထည့်သွင်းထားပြီးချန်ပီယံကပ်လူပွဲက9တွဲတိကိုထည့်သွင်းထားတာပါ။1 Championship မှာကြီးမားလို့နဲ့တွဲဆိုင်တရဲလို့တော့သတ်မှတ်လို့ရပါတယ်။ အဲ့ဒီပွဲမှာမြမကုံဆောင်ဖိုင်တာကြီး online ဆန်းကဝမ်ချမင်းရှစ်ကချင်းမြင့်မဲ့ horror film မှာစူဂျီကိုလက်ခံရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီပွဲကမြမပရိသတ်တွေလည်းစောင့်ကြည့်ကြမဲ့ပွဲဖြစ်ပါတယ်။ဝမ်ချမင်းရှစ်ကိုစောင့်ကြည့်နေကြတဲ့မြမပရိသတ်တွေအတွက်လည်းတကယ်ကိုပွဲကောင်းမောင်းများစွာရှိနေတဲ့ပွဲတစ်ပွဲလို့ညွှန်းဆိုလို့ရပါတယ်။မြမပရိသတ်တွေနဲ့ရင်းနှီးမှုရှိတဲ့ fighter ပေါင်းများစွာကအဲ့ဒီပြိုင်ပွဲမှာပါဝင်ရင်ဆိုင်ထိုးသက်သွားကြပါပါ။ထိုးသက်မဲ့ fighter တွေကလည်း champion နေမှမနေမတော့ပါပဲ။ဒါကြောင့်မလို့တွဲဆိုင်တိုင်းကလည်းတကယ်ကိုကြီးရတာကောင်းနေမဲ့ပွဲလေးကြီးပါပဲ။ အဲ့ဒီပြိုင်ပွဲရဲ့ဒုတိယကောင်ပွဲနေရာမှာထိုးသက်သွားမှာက heavyweight dan champion လိုပဲမကြေဝဲဖြစ်ပါတယ်အစော heavyweight dan champion လိုပဲမကြေဝဲမှာ last champion ruru umakain နဲ့ champion ဟောင်း anatoly malikin တို့ကရင်ဆိုင် ထိုးသက်ကြမှာဖြစ်ပါတယ် ruru umakain နဲ့ anatoly malikin တို့ကပြီးခဲ့တဲ့နှစ်ကရင်ဆိုင်ထိုးသက်ခဲ့ကြပါတယ်မွေထိုင်းကျဝိုင်းနဲ့ heavyweight fighter နှစ်ယောက်ထိုးတက်ခဲ့ပြီးကြည့်ရတာလဲရုပ်ဆိုးအကြည့်တန်ခဲ့ပါတယ်အဲ့ဒီပွဲမှာလဲ fighter နှစ်ယောက်လုံးကအကောင်းဆုံးပုံစံနဲ့ထုတ်ပြနိုင်ခြင်းမရှိခဲ့ပါဘူး ။သို့ပေမဲ့ရူရူကမှကင်းရသူ့ရဲ့အာသာချက်ဖြစ်တဲ့ခွန်အားကိုတုံးချကမာလီကင်ကိုထူထောင်ပြီးပုံစံပေါင်းစုံအပါစီရအောင်ကစားပြသွားပါလေ။ဒါနဲ့ပဲရူရူကမှကင်းကဒိုင်ယန်ဆုံးပြတ်တဲ့မာလီကင်ကိုအနိုင်ရပြီးမာလီကင်ရဲ့ရှုံးမရှိဆန်ခြင်းဖြောက်ဖြက်နိုင်ခဲ့ပါလေ။မာလီကင်ကအဲ့ဒီပွဲမှာပြီးခဲ့တဲ့ကတော်တော်လေးကိုစိတ်တကြမှုတွေလည်းဖြစ်ခဲ့ကြပါလေ။ ို့ပေမဲ့လက်ရှိအချိန်မှာတော့မာလီကန်ကအဲ့ဒီပွဲကိုသင်ခန်းစာယူပြီးလာမယ့်ပွဲမှာအကောင်းဆုံးပုံစံနဲ့သူကပြန်လည်ကြိုးစားမယ်လို့ပြောဆိုသွားပါတယ်။သူရဲ့ချန်ပီယံထရက်ပူကြီးကိုလည်းရူရူမှကင်းစီကနေပြန်လည်သိမ်းပိုက်ပြမယ်ဆိုပြီးလည်းအခိုင်အမာနဲ့ကိုပြောဆိုသွားတာပါ။မလီကင်ကရူမာကင်းရဲ့ပွဲမှာတော့သူ့အနေနဲ့မလုပ်သင့်တဲ့အမှန်တစ်ခုလုပ်ခဲ့မိတယ်ဆိုတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်ရူမာကင်းရဲ့ပွဲမှာအမှန်တစ်ချက်ကိုပြုလုပ်ခဲ့ပါတယ် ်ပထမဆုံးမှားခဲ့တဲ့အချက်ကကျွန်တော်တော်တော်လေးကို overthinking ဖြစ်သွားတာပါဘူးဦးမကင်းကလူကောင်းတော်တော်ကြီးတယ်သူကမလုံနိုင်တာကြီးလုံပြသွားနေပြီပုံစံပေါင်းစုံနဲ့ကျွန်တော်အတွေးတွေလွန်နေခဲ့တာပါအဲ့ဒီအတွေးတွေကပဲကျွန်တော်ကိုဒုက္ခပေးသွားခဲ့တာပါအလုံးကလည်းဒီလိုမျိုးပုံစံနေနဲ့ပဲမှတ်ချက်ပေးနေကြတော့ကျွန်တော်ပြန်တော်တော်လေးကိုအုံနောက်ထဲမှာဝေဝါးသွားခဲ့တာပါအဲ့ဒီအချိန်မှာကျွန်တော်မလုံသိမ့်မိတဲ့အမှားတွေပြုလုပ်သွားခဲ့တယ် အမေနဲ့ငယ်ကဆိုကျွန်တော်ကသူတို့ပြောနေတဲ့အရာတွေအားလုံးကိုခေါင်းထဲကထုတ်ထားပြီးပွဲတွက်ပဲအာယုံစိုက်ထားတင်တာပါဒါမဲ့ကျွန်တော်ကဒီလိုမလုပ်ပြနိုင်ခဲ့ပါဘူးဒါကြောင့်အဲ့ဒီပွဲမှာရှုံးမွေးကြုံတွေ့ခဲ့ရတာလို့ထင်မြင်ယူဆမိပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုအရင်ကြီးကိုခိုင်းစေခဲ့တာပါ training တွေကိုမပြတ်တမ်းလုပ်တဲ့လုံးဝမနာဘူး၄ချင်ငယ်အစီအစဉ်လေးကိုတောက်လျှောက်လို့ရင်လည်းကျွန်တော်ရဲ့ခန္ဓာကိုယ်ကတော်တော်လေးကိုပင်ပန်းသွားခဲ့ပါတယ်။ဒါကြောင့်ပွဲတွေရောက်တော့ကျွန်တော်ရဲ့ခန္ဓာရင်ပိုင်းနဲ့သက်လုံပိုင်းကတော်တော်လေးကိုအားနည်းနေခဲ့တာပါ။ဒါတွေကကျွန်တော်ရဲ့အမှားတွေပါပဲဆိုပြီး Anatoly Malikin ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အနတိုလီမာလီကင်ကတော့အရင်ပွဲကအမှားတွေကိုသေချာသုံးသပ်ထားတာဖြစ်ပါတယ်။သူ့အနေနဲ့လည်းအဲ့ဒီပွဲကိုသေချာသင်ငန်းသားယူပြီးဒီပွဲမှာအကောင်းဆုံးဖြစ်အောင်ထိုးသက်မယ်လို့ထင်ယူဆမိပါတယ်။နောက်တစ်ချက်ကအဲ့ဒီပွဲကချိုးဝိုင်းထဲမှာချင်းပါခဲ့တဲ့ပွဲဖြစ်တာကြောင့် Fighter မျိုးလုံးတော့တော်တော်ထိုးသက်ရတာခက်ခဲခဲ့ပါတယ်။ဒီဒီချိန်မှာတော့အဆိုပါပွဲကို One Championship MMA တန်စံကဝိုင်းထဲမှာချင်းပါသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဩခရာကြီးချက်တွေပြောရသလိုပဲဒီပွဲကအလဲတုံးနဲ့ပွဲသိရဲ့ပွဲကြံတဲ့ပွဲဖြစ်လာမလားဆိုတာတော့စောင့်ကြည့်ရမှာပါ။ Fighter မျိုးလုံးကလည်း heavyweight တန်းက champion ကြီးတွေဖြစ်တဲ့အတွက်ကြောင့်လို့ power တွေကလည်းတကယ်ကိုကောင်းမွန်လို့နဲ့စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားကြတဲ့ fighter တွေဖြစ်ပါတယ်။ပေပေကြတာတီတီမီမီထိုးတက်နိုင်တော့တယောက်ယောက်ကမှောက်သွားနိုင်ပါတယ်။ဘလို့ခင်းချင်းဖြစ်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်ကြကြရမှာဖြစ်ပါတယ်။အနဒိုလီမာလီကင်ကတော့သူ့အနေနဲ့ဒီပွဲမှာတော့ရူရူအူမာကင်ကိုအကောင်းဆုံးပုံစံနဲ့ပြန်လဲထုတ်ပြပြီးချန်ပီယံတရက်ဖို့ကိုပြန်ယူပြမယ်အကြောင်းအခုလိုမျိုးထပ်မံကြုံသွားခဲ့ပါတယ်။ ဒီဘွဲမှာတော့ကျွန်တော်သေတာပေါ့အကောင်းဆုံးပုံစံနဲ့နိုင်ဘွဲယူပြနိုင်အောင်ကြိုးစားသွားမှာပါကျွန်တော်ဒီဘွဲမှာသေတာပေါ့အမဲလိုက်ထားမှာပါကြမ်းကြမ်းတက်တက်နဲ့လည်း aggressive ဆန်ဆန်ထိုးပြသွားမှာပါ အခုချိန်အားစားပြီးကျွန်တော်အနှုတ်လက္ခဏာဆောင်တဲ့အရာတွေအားလုံးကိုခေါင်းထဲကထုတ်ထားပြပါပြီကျွန်တော်လုံးဝမတွေးတော့ပါဘူးအခိုက်အတန့်တိုင်းကိုလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်ပြန်လည်စူးစမ်းနေပါတယ် training တွေလောက်ရတာလည်းပျော်ရွှင်နေပါပြီမနက်စောစောစီစီအရာကထားတယ်နေ့ကျင်ငယ်လုပ်တယ်တက်ကနစ်တွေကိုအကောင်းဆုံးတိုးတက်အောင်စူးစမ်းနေတယ်ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပွဲမှာရလဒ်ကောင်းတစ်ခုရမယ်ဆိုတော့ကျွန်တော်ယုံကြည်ထားပါတယ် အရင်တော့ကလည်းကျွန်တော်ဒီလိုမျိုးအခက်ခဲပေါင်းများစွာကိုကြုံတွေ့ခဲ့ရပူပါတယ်။ဒါမဲ့လည်းကျွန်တော်အမြဲတမ်းအဖြစ်တစ်ခုကိုရှာတွေ့နိုင်ခဲ့တယ်။ဒီတစ်ခါမှလည်းကျွန်တော်ကဒီယာအလုံးကိုကောင်းကောင်းမွန်မွန်နဲ့အပြည့်ရှင်းသွားနိုင်မှာပါဆိုပြီးမာလီကင်ကယုံကြည်ချက်ပြည့်နေပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာမာလီကင်တရားဘယ်လောက်ထိလုံပြနိုင်မလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေအလုံးရင်ခုံစွာစောင့်ကြည့်ကြရမှာဖြစ်ပါတယ် နော်ဒူလီမာလီကင်ဟာသူ့အနေနဲ့သုံးတော့ပွဲချန်ပီယံဆိုတဲ့ဝမ်ချန်ပီယံရှစ်မှာပထမဦးဆုံးဆိုတဲ့ကနဝင်မှတ်တမ်းတွေကိုလည်းရေးထိုးထားနိုင်တဲ့ချန်ပီယံကြီးတဦးဖြစ်ပါတယ်။ရိုင်းနီယာဒူဝီတာကိုနှစ်ပွဲဆက်တဲ့ NIB ဝမ်ချန်ပီယံရှစ်မီဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီဝိတ်တန်းချန်ပီယံဖြစ်လာခဲ့တာပါ။လက်ရှိချိန်မှာဆိုရင်တော့သူကသူ့ရဲ့ heavyweight champion တရပူကြီးကိုပြန်လဲသိမ်းပိုက်နိုင်ဖို့အတွက်စိတ်ဆန္ဒတွေပြင်ပြနေတာဖြစ်ပါတယ်။မာလီကန်တောင်ဘယ်လောက်ထိလုပ်ပြနိုင်မလဲ။သူ့ရဲ့ champion တရပူကြီးကိုပြန်လဲသိမ်းပိုက်နိုင်မလားဆိုတော့လာမယ့်16ရက်နေ့မှာကျွန်တော်တို့ပြည်သက်တွေနဲ့စောင့်ကြည့်အားပေးလိုက်ကြရအောင်ပါခင်ဗျာ။ ပရိသတ်တွေနေနဲ့ရောဘယ်လိုထင်မြင်စမြင်ပါသလဲမိမိတွေထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနာမည်နေဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့အသင်း subscribe လို့တွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရဲ့ပြရှင်မဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေ